ဘုရားရှင်နာမတွေတာရွေးပုံကြည်ပါစေတာကဘယ်ကနေလာလဲဆိုရင်ဘုရားစီကနေပဲလာတာဖြစ်တယ်ကျွန်တော်တို့ကဘာနဲ့တူတယ်လဲဆိုတဲ့အခါမှာဒီအိမ်ခေါင်းမိုးပေါ်မှာပီပီပါအလုံးတစ်ထောင်လောက်ဆန်းတဲ့ရေတိုင်ကြီးကြီးထဲမှာရေပြည့်ရှိတယ်အဲ့ဒီရေပြည့်ရှိတဲ့တိုင်ကြီးကနေပိုက်ကြီးလာတဲ့အခါမှာဟိုဘက်မှာငါးမိုးပိုက်ဒီဘက်မှာတတတချက်ပိုက်ဟိုဘက်မှာ25ချက်တာပိုက်ဟိုဘက်မှာ9ချက်ပိုက်ကဲဖွင့်လိုက်တဲ့အခါမှာအကြီးရတော့တူတူပဲ ဒါပေမဲ့ရည်စီလာတဲ့အခါမှာမတူကြတော့ဘူး။မကြောက်လဲဆိုရင်အပေါ်ကဦးစားပေးတဲ့လူဟိုဘက်ကဦးစားပေးသလား။မဟုတ်ဘူး။သူ့ရဲ့ပိုက်ရဲ့ကြီးရဲ့ကြီးတယ်လူစီလာတယ်။တီးရဲ့တီးတယ်လူစီတယ်။အဲ့ဒီတော့တီးရင်ကြာကြာဆောင်မယ်။ကြီးရဲ့ခဏလေးနဲ့ပြည်မယ်။အဲ့ဒါကအဲ့ဒီပိုက်ကဘာကိုကိုကိုစားပြုတ်တယ်လဲဆိုတဲ့အခါမှာတဲ့ရဲ့စိတ်နှလုံးကိုကိုစားပြုတ်တယ်။ဟာလေလုယာ။တဲ့ယုံကြည်နိုင်တဲ့အတိုင်းသား။ ကိန်းနေစိတ်နှလုံးကအခွင့်ပေးတဲ့အတိုင်းသားတင်းစိတ်နှလုံးတန့်ရှင်းတဲ့အတိုင်းသားတင်းစိတ်နှလုံးကဘုရားသခင်တဘောကျတဲ့စိတ်နှလုံးဖြစ်မယ်ဆိုရင်တင့်နေပေကအကန့်အသတ်မရှိဘူးဘုရားရှင်အလုတ်ကစီစမ်းလာမှာဖြစ်တယ်အာမင်ချက်ချက်ပြောတော်သူပမာဤမိကလာတက်ရောက်ပါစေဟာလေလုယာ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 ကျွန်တော်လာခါကအတင်းတော်မှာ၅သိန်းမျိုးသမီးက၄သိန်းပေါင်းရ၉သိန်းဒါပေမဲ့တလားတလားမှာ ကျွန်တော်အမျိုးသမီးကိုပြောတယ်ကားစီထဲတာကားစီဒတ်စီထဲတာနဲ့အင်ဂျင်ဝိုင်ထဲတဲ့ဟာကိုစည်ရင်တည်းမစည်ရင်မလို့ရဘူးဖုန်းဘီလ်စည်ရင်မလို့ရဘူးဒါရီယာဆက်တွေ့ရေးမှုဆောင်ရေးဒါရီယာကနန်းနဲ့မတွေ့ရဘူးပုံမှန်နော်ကျွန်တော်ကဒတ်စီထည့်တဲ့အခါမှာဘယ်လောက်ထည့်မလဲအပြည့်ဘယ်လောက်ထည့်မလဲအပြည့်အပြည့်ပဲခြိုက်တယ်ဟာလေလုယာအာမင် Amen. Oh, si si putte de cha de su da cheno twei the ko ma tha bu. Da ri ko cheno te bu ga cheno ta wen ma ho bu. Lo wa sait the ma ma tha bu. Di wen di ko cheno ne ma sai bu. Si yin dong te le the me yin dong အာကြာရင်လည်းအပြည့်ပဲထဲမယ်ဇီနုံဥပမာတက်လေးတာတတိန်းဆိုရင်လည်းအပြည့်ထဲမယ်တိန်းတထောင်ပါဝင်မယ်လို့ကျွန်တော်ကြီးညာလိုက်တယ်ဟာလေလုယာဖျားရှင်နာမတွေတာရေးပုံကြီးပါစေအာမင် ဘုရားရှင်နာမတွေတာ၍ဘုံကြည့်ပါစေအဲ့လိုပြောဖို့ကကျွန်တော်တာဝန်ပေးဖို့ကသူ့တာဝန်ဟာလေလုယာမကြောက်လက်ဆိုရင်ယေရှုဘုရားကကျွန်တော်ကူစားအတေခံတယ်လို့ယုံကြည်ပြီးဝန်ခံလိုက်ရင်ငရေကနေကောင်းကင်ဘုံတော်ရောက်ခိုင်းတဲ့ဖရာပဲအဲ့ဒီအတကြောက်တဲ့ဘုံတော်ထင်ရှားမှုဝန်တာဝန်ခံကြည့်လိုက်ဘုရားရှင်အလုံးလုံးတော်လိမ့်မယ်အာမင်အာမင်ကျေကျေပြောတော်သူပေါ်မှာကြီးမားသောအမှုနဲ့ပတ်သက်တဲ့ဗိတ်တိတ်တက်ရောက်ပါစေဟာလေလုယာ Hallelujah. အဲ့တော့ဒီမှာဆက်ပြီးတော့ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်နော်စိတ်နှလုံးသားတော်ထဲမှာရောလူကဲ့သို့သောအမိန်တော်နာခံခြင်းနဲ့မနာလိုခြင်းများရှိနေသည့်ကာလပတ်လုံးနဲ့ခရစ်တော်အဖျင်ရရှိမိဗိတ်သိက်ခံခြင်းအခွင့်ထူးအတ္တတာထဲသို့နေရာမရနိုင်ဖြစ်သည်အင်းနောက်ပါနေ့ကြည့်မယ်စိတ်နှလုံးကိုဖျားရှင်ကတောင်းဆိုနေပြီး ကဲတောက်တာနှခန်းကြီး23ကနေ16မှာငါတာတဲ့နှလုံးကိုငါအသေးလောဟာလေလုယာတဲ့မျက်စိတို့ဒီငါတွားရလန်းကိုကြည်မတ်ပါစေဖျားကိုနှလုံးပေးမယ်ဆိုတာကဘာလဲဆိုရင်ဘယ်နီယာပဲသွားသွားဘာပဲလို့လို့အိတ်တာကလွဲလို့အိတ်ပျော်ခြင်းကလွဲလို့တင်ကဖျားရဲ့ကောင်းမြတ်ခြင်းကိုအမြဲစင်ကြင်ရမယ်ဖျားပြုတ်တဲ့နမိတ်လေးခန္ဓာတွေကိုအမြဲစင်ကြင်ရမယ် ဥပမာဖျားတခင်ကယောရှုအဖင်နေချက်တန်းစေတယ်အဲ့ဒါကဖျားတခင်ရပ်မစီမဟုတ်ပဲနဲ့ယောရှုကအိုးနီဂီဘန်မာလောဇန်တူရီငတို့လက်ထဲမှာရောက်မချင်းဆိုပြီးတော့ပြောလိုက်တဲ့ခါမှာရပ်သွားတယ်ပြောတာကရှောပြောတာကအာယောရှုဇတ်တန်ဇတ်တန်စီတာကဖျား ြောဘူးကတဲအလုပ်လုပ်ဘူးကဖရားယုံ24နာရီတရက်စာလောက်ကိုဘလစ်အုပ်လိုက်တာဖြစ်တယ်အဲ့တော့ကပါရှင်ကိုမဟုတ်တာကယောရှုဖြစ်နေတယ်တင်ဘာမှမဟုတ်ဘူးမထင်နဲ့တရှိတဲ့နေရာမှာဖရားနဲ့ဆင်ပြင်းတဲ့နယ်ပယ်တဲ့လူကတင်ထိချုပ်လို့ရတယ်အာမင်အာမင်ချက်ချက်ပြောတော့သူ့ဘုံမှာအီးမင်္ဂလာတက်ရောက်ပါစေဟာလေလုယာအဲ့ဒီတော့ကျွန်တော်တို့ရဲ့နှလုံးကိုဖရားပိုင်ဖို့ တိတ်ကိုမှာအရေးကြီးဆုံးတော့အရာဖြစ်တယ်။ကြိုက်တယ်လို့ကျွန်တော်တို့မတော့ရဘူး။ဖယားကိုပဲပိုက်ပေးရမယ်။အဲ့တော့ဖယားကိုစင်ကျင်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 ပြီးတော့ဖယားကအဲလီယာကိုဘယ်လိုအတုံးပြုတ်တယ်။အဲလီရှဲကိုတော့ဘယ်လိုအတုံးပြုတ်တယ်။အဓိကကကျွန်တော်စိတ်ဝင်စားတာအဲလီရှဲမဟုတ်ရဘူး။အဲလီယာမဟုတ်ရဘူး။ဖယားကအဲလီယာဖြစ်ဘာလုပ်တယ်။ဖယားကအဲလီရှဲဖြစ်ဘာလုပ်တယ်ဆိုတာကိုပဲတွင်းနေရမှာဖြစ်တယ်။ တခါတလေအဲ့ဒီဖရားတော်မိပြောပြီးတော့အဲလီရှဲတို့မောရှိတို့အကြောင်းပဲပြောပြောပြီးတော့ကျွန်တော်တို့ကမောရှိတို့အဲလီရဲ့အဲလီရတို့ထဲမှာမြုပ်သွားတယ်မဟုတ်ရဘူးသူတို့ကဖရားဘယ်လိုအတုံးပြုတ်တယ်ဆိုတာပဲလိလာရမယ်အာမင်အာမင်အဲ့တော့ချက်တပုံကိုဒီကဓမ္မတိခိုင်မှာသူတို့ကအာရှောနာအကြောင်းတို့ဆောလမွန်ဘလောက်တော်တယ်ဆိုတဲ့အကြောင်းဘလောက်ပညာရှိတို့တို့ပြောပြောနေတော်သူကကျွန်တော်တို့အတခါတလေတို့တို့ပြောပြောနေတော်သူကကျွန်တော်တို့အတခါတလေ ုံကူကိုဆွဲလာတတ်တယ်မဟုတ်ဘူးဒီလိုပြောပြောနေတဲ့ချိန်မှာယေရှုဘုရားကသာထွက်လာပြီးတော့ပြောမယ်ဆိုဟေးတဲ့ငါတို့ဒီကာမောက်ကဒီလိုပြောပြောနေတာကိုနေတော့ကအယံထင်ကြီးပြီးတော့နေနေတယ်နော်ဒီတက်မကဒီအမှုကိုပြုတ်နိုင်တော်သူတင်ပါလိုအပ်တဲ့နေ့ချင်းညချင်းစက္ကန့်ပိုင်းမှာလုံနိုင်တော်သူဟာတင်တို့အထဲမှာငါရှိနေတင်တို့အလယ်မှာငါရှိနေတယ်ဆိုတာတင်တို့မသိဘူးလားအဲ့ဒီတော့ငါနာမနိုင်တင်တို့လည်းဦးတော်ဦးဒီစုဝေးတဲ့ခါမှာတင်တို့အလယ်မှာငါရှိတယ်တဲ့ အဲ့တော့ယေရှုဘုရားအခုကျွန်တော်တို့အလဲမှာရှိနေတယ်အဲ့ဒီအတွက်ကြောင့်လူအကြောင်းကိုများများပြောတာတဲ့ယေရှုအကြောင်းများများဘာဖြစ်လို့ပြောတတ်တယ်လဲဆိုတဲ့အခါမှာလူကတော့စပိရီလူအပ်တယ်ဆိုပြီးစပိရီဆိုင်ကိုတော့ပြီးတော့ဝယ်ပြီးလာပေးမှာဖြစ်တယ်ဒါမျိုးနဲ့ဆိုင်မှာမရှိဘဲမှာတော့ဝယ်မလဲဒါမဲ့ယေရှုရှိရစပိရီရရှိတယ်အာမင်အာမင်အာမင်ကျကျပြောတော်သူရဲ့မိသားစု၌လူအပ်ချက်ကိုဒီနေ့ညချင်းညချင်းစက္ကန့်ပိုင်းမှာယေရှုဖျားချပေးပါစေဟာလေလုယာ ဟာလေလုယာမတဲခန်ကြီးငါအငဲတုံးကိုကြည့်တဲ့အခါမှာအားလုံးအတူတကွဖတ်ကြရအောင်စိတ်နှလုံးစိတ်နှလုံးနှိမ့်ချတော်သူတို့ဒီမင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်ဒီထိုးတူတို့၏နိုင်ငံဖြစ်၏ကဲအတူချုံနဲ့ပြောမယ်ဆိုရင်စိတ်နှလုံးနှိမ့်ချတော်သူဟာမင်္ဂလာရှိတယ်တဲ့မကြောင်လဲဆိုရင်ချီးမြှောက်လို့ရတယ်ကျွန်တော်တို့နေတဲ့တောင်ထက်တာ၍မြင့်တဲ့တောင်ကိုတက်ချင်တယ်ဆိုရင် ပြန်ဆင်ရမှာပဲပြန်ဆင်ရမှာပဲအဲ့တော့ပြန်ဆင်တယ်ဆိုတာကဘာကိုပြောချင်တယ်လဲဆိုတဲ့အခါမှာနှိမ်ချတော်တဲ့ဘောဘယ်လောက်ပဲတော်တော်နှိမ်ချတော်တဲ့ဘောဘယ်လောက်ပဲကြွန့်ကြံကြွန့်ကြံနှိမ်ချတော်တဲ့ဘောဘယ်လောက်ပဲချမ်းသာချမ်းသာနှိမ်ချတော်တဲ့ဘောဘယ်လောက်ပဲ တတ်နိုင်ဒီဖြစ်စီနှိမ့်ချတဲ့သဘောဆိုတာကဖျားရှိမှာရှိဘူးကဖျားရဲ့တောင်းဆိုတဲ့အရာဖြစ်တယ်။ဘာကြောင့်အဲ့ဒါတောင်းဆိုတယ်လဲဆိုရင်သူကကျွန်တော်တို့ကိုချင်းမြောက်ချင်လို့တောင်းဆိုတာဖြစ်တယ်။ ဒါဆိုနှိမ့်ချခြင်းတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဘာမှမတတ်နိုင်ဘူးဒီနေ့ထိကျွန်တော်တို့စားတဲ့တောက်တဲ့အရာမှတမယဖျားကျွေးလို့ပဲဖြစ်တယ်ကျွန်တော်သွားလို့ရရောက်တယ်ဆိုတာကျွန်တော်ပိုက်ဆံရှိလို့မဟုတ်ဘူးကျွန်တော်သွားနိုင်လို့လည်းမဟုတ်ဘူးကျွန်တော်ကျူးစားလည်းမဟုတ်ဘူးဖျားကသွားခြင်းတဲ့ညာကိုအရောက်ပို့လို့ကျွန်တော်ရောက်သွားတယ်ဆိုတဲ့အသွေးကိုတုတ်တဲ့နှလုံးသားထဲမှာတိမ်ထားမယ်ဆိုရင်ဒါကဖျားရှိမှစစ်မှန်တဲ့နှိမ့်ချခြင်းဖြစ်တယ်ဟာလေလုယာဘာမှမလုပ်တတ်မှန်းကိုတဘောပေါက်ခြင်းဟာ တကယ်စစ်မှန်တဲ့ nature တဏှာပဲပြောမယ်ဆိုရင်ပညာဖြစ်တယ်အဲ့တော့ထူထောက်တော်သူဟာဘုရားရှင်ကချီးမြှောက်มาဖြစ်တယ်တဲ့မတဲခန်းကြီးကအငယ်ငါအားလုံးသူတို့ကဖတ်ကြရအောင်စိတ်နှွညံ့တိမ်မွေ့တော်သူတို့ဒီမင်္ဂလာရှိကြ၏အကြောင်းမူကားသူသူတို့ဒီပြီးတော်ကိုအမွေခံရကြလဒန်းစိတ်နှလုံးနှွညံ့တိမ်မွေ့နော်စိတ်နှလုံးနှွညံ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီအခုကတရုတ်ပြည်ကနေလာတဲ့ဆွန့်အတူပေါ့ကရင်ဘာမှမပြေဘူး ်ဟာအဲ့ဒါနဲ့ကလေးတွေကရင်အရန်ချိနေတယ်တို့လွားရုပ်တီလို့တယ်ဘာတွေဦးတွေဘာတွေလို့တယ်ဆင်ရုပ်တွေကားပုံစံတွေလို့လို့ရတယ်ပျော့ပျော့အီးအီးဆိုတဲ့အခါမှာပုံဖော်လို့ရတယ်မာရင်ကွဲမှာဖြစ်တယ် အဲ့ဒီတကြမလို့ကျွန်တော်တို့ကအပုံဖော်ခနိုင်ဘူးကတဆုံတဦးပြောရင်တောင်မှကောက်သွားတယ်ဆိုပုံဖော်လို့မရဘူး။အော်ကျွန်တော်အဲ့လိုဖြစ်သလား။ဒါဆိုရင်ကျွန်တော်ပြင်ဆင်ရမှာပဲ။စူတဲ့အရာကိုကိုယ့်ရဲ့စိတ်ထဲမှာရှိမယ်ဆိုရင်ဒီလူကဖျားရှင်ကလူတုံးကုန်ပစ္စည်း၊လူတွေအေးထားရတဲ့ပစ္စည်း၊လူတွေကမတုံးရင်မရတဲ့ပစ္စည်း၊ဖျားတဲ့နိုင်ငံတော်မှာအေးပါတဲ့ဖျားတဲ့ကကုန်ပစ္စည်းတစ်ခုဖြစ်တော့မရှိမဖြစ်တော့အတ္တစာအဖြစ်တော့ပုံဖော်သွားမှာဖြစ်တယ်။ဟာလေလုယာ။ ဟာလေလုယာယာရှိကသာတတ်နိုင်တယ်သူကဆောလမွန်လဲအမှန်မှသူတို့ညီကူတွေထဲမှာအညံ့ဆုံးပဲရုပ်လည်းညံ့တယ်အတိညာတတ်ညံ့လည်းမဖွင့်ဖြူဘူးဒါပေမဲ့သူ့အမိကဒါဝိငါယောက်ျားပဲမလုပ်ပဲနဲ့ဒါဝိရှိကိုသွားတဲ့ခါမှာတခင်ကဲ့သို့အမည်ဆက်ဆံတယ်ပြောမယ်ဆိုရင်ဒါဝိနာရောက်ပြီဆိုရင်ခြေတော်နေဒီလိုမျိုးလမ်းမလျှောက်တော့ပဲနဲ့ပြောက်ဝက်ပြီးတော့ဒါဝိကိုချင်ကပ်နေတယ်တခင်နဲ့ တောင်းရတခါတလေမခံနိုင်လို့ဘယ်သစီပါတခင်လို့မလို့ပါနဲ့တဲ့နာငါမိဖုရားငါဇနီးဖြစ်တယ်ပုံမှန်ပဲလားဆိုရကမဟုတ်ဘူးတဲ့ငါဟာတဲ့ရဲ့အစီခံတဲ့ရဲ့ဂျွန်အစီခံဖြစ်တယ်တဲ့နာငါကျမရဲ့တခင်ဖြစ်တယ်လို့ပြောတဲ့ခါကြာလာတဲ့ခါဒါဝိယမခံနိုင်တော့လို့ပါပြောသွားလဲဆိုရင်ဘယ်သစီပါတဲ့တဲ့ကူသေးကမွေးတော့တာကငါနန်းကိုဆက်ခံရမယ်ဆိုစကားတော့ပြောသွားတယ် ဖျားရှိမှနှိမ့်ချသောတဘောနဲ့အမြဲနေတတ်နေနှွညံတိမ်မွေသောစိတ်ကိုရှိမယ်ဆိုရင်မယုံမရှိနဲ့တေချာတယ်ဖျားသခင်တဲ့ကိုအကောင်းဆုံးပုံဖော်တော်မှာဖြစ်တယ်ဟာလေလုယာဥပမာတခြင်းရေးတော်သူတခြင်းရေးတော်သူတခြင်းတန်တွင်တော်သူဆိုရင်ဖျားစီကနေတခြင်းစာသားလာမယ်ဖျားစီကနေအတန်လာမယ်ဆိုတာဒါပိတ်တိတ်ရှိပြီးသားဆိုလိုက်တာနဲ့ကြားသမ ्या က ငုံမယ်ဂျားသမီးကအနာရောဂါပြောက်မယ်ဂျားသမီးကဖယားကိုမြင်ရောင်မိမယ်ဂျားသမီးကဖယားဘုံဖယားရဲ့အရေးဖယားရဲ့မျက်မှောက်တော့ကိုအပြစ်ဝခံစားမှာဖြစ်တယ်။ဒါကိုကကိုလှုပ်လိုက်ရင်တခြင်းတော့ဟုတ်တယ်။ music တီးလို့ကောင်းအောင်ဆိုပြီးနော်ကီးဒီဘာဒီကိုတတ်မယ်ရတယ်ဒါပေမဲ့နားထောင်တယ်ကောင်းတယ်ပဲဖြစ်ဖြစ်ဘယ်သူမှတုတ်ထိမှာမဟုတ်ဘူး။ဒါပေမဲ့ဖယားစီကနေလာတဲ့အခါမှာလူတွေကမခံနိုင်ဘူး။ ဒီတနာလဲထုံနေလကောင်းပဲ music လဲထုံနေရော music တင်းတဲ့လူတွေကနှုတ်ညတိုင်မွေးတော့စိတ်ရှိမယ်နှိမ့်ချတော့တဘောရှိမယ်အိုးဖယားကငါ့ဝတီညမှာထားတာငါဂျေဆုတက်တယ်ဆိုတော့စိတ်တဘောမာနမရှိပဲနဲ့ယူတာနှုတ်ညတိုင်မွေးတော့စိတ်ပုံပါလဲဟိုတယောက်ယောက်ကအဲ့ဒါနည်းနည်းမြင်တော့နှိမ့်ပြီးနည်းနည်းနှိမ့်တော့နည်းနည်းမြင်ပြီးဆိုတော့ဘာဆိုင်လဲဆိုတော့အတိမုံတွေအော်အဲ့လိုဖြစ်နေသလားဆိုတော့စိတ်ကရှိနေတယ်ဆိုရင် ကျွန်တော်လုံးဝယုံတယ်။ဖခင်တခင်သူ့ကိုပိတ်သိပ်ပြီးပြီးပုံဖော်လိုက်တဲ့အခါမှာသူတီးတဲ့ music တီးလိုက်တာနဲ့နှဆူတီတောင်ထွက်သွားမယ်။ဇောကတဲ့ဒီပြောက်သွားမယ်။လူတွေပြားမျက်မှောက်တော်ကိုရောက်သွားမယ်။ hallelujah ။ဟုတ်တယ်ဒါဝိကဆောင်းတီတော့ရှောလူတွေကနှစ်တီထွက်သွားတာပဲ။ amen ။ amen ။ amen ။ဒီ music ကကြာကောင်းဘူးအစင်မဟုတ်ဘူး။နှဆူတီထွက်သွားဖို့တော့ဖခင်တော့ပြုတဲ့ music ။ music မတိတတိမဲ့ဝါတနာပါတဲ့အထဲမှာကျွန်တော်ကနံပါတ်1ပါဖြစ်ဝါတနာပါတဲ့အချင်းချင်းတဲမှာတော့မဆရာဒေးဗစ်ဆုံးထက်တော်မဝါတနာပါမလားဆိုတော့ပြောရဲတယ်တီးတော့မတီးတတ်ဘူးဘာကြောင့်လဲဆိုရင်ဖယားက music အရန်ကြိုက်တဲ့တော့ကြောင့်ကျွန်တော်ဖယားသားဖြစ်လို့ကျွန်တော်လည်း music အရန်ကြိုက်တယ်အတဲတော်မှာဆိုရင်အတန်တူတာမျိုးမကြောက်မကြိုက်ဘူးအတန်ပေါ်ခြေတိုင်းတလောက်ခြေပြီး ။ဘာဖြစ်လို့လဲဆိုဘုရားကမိုးချိုးပစ်တောင်မှအตาလေးမှပစ်ခိုင်းမှု music နဲ့မိုးချိုးပစ်ခိုင်းတာဘုရားက။လေတိုက်တာတောင်မှ music နဲ့တိုက်ခိုင်းတာ။ဟုတ်တယ် music ကအရှမ်းတမှုရှိတယ်။ဇာလန်ဒီမှာ music မှာပါပဲနေချီဘာရတာရှိမလဲ။အဲလူတတ်တမတောင်မှတစ်ချက်အဲ့မလေးတိုက်ခေါင်းတီတော့။ music မှာပါပဲနေဒါကဘာတိတယ်ရှိမလဲ။ music ဆိုတာကအရှမ်းကိုအရေးကြီးတယ်။ အဲ့ဒီတကြအကောင်းဆုံးပစ္စည်းသုံးတယ်ဆိုတာကဖယားကိုချီးမြှောက်ရတော့ရောက်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါရန်ကောင်းတယ်ကျွန်တော်က music ဇူးတယ်လို့တယောက်မတီးတတ်တာပဲရှိတယ် you music ဘက်မှာယူတယ်ဟာလေလုယာအဲ့ဒါကြောင့်မို့လို့တစ်တိမ်ပါတော်မှခရစ်စိတ်ဒုတိယချိန်ကိုယ်ဆက်ခုနှစ်လောက်တဲ့ခါမှာအာ music ဝယ်ဖို့ကို order ခေါ်လိုက်တော့6000ရအဲ့ဒီတော့6000ကဂျစ်ကားတစ်စီးဝယ်လို့ရတယ်อืม